ဖြေရှာမရသေးတဲ့ဗဟေနီများကဘာကြီးမှာဗဟေဒီဆန်တဲ့အရာတွေအများကြီးရှိပါတယ်အဖြေရှာမရသေးတဲ့ပြည့်ရတွေကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်အထူးသဖြင့်အတိလျော်လျှို့ဝှဆန်းကျဲတဲ့အရာတွေကလူသားတွေရဲ့စစ်စမ်းလူစိတ်ကိုပို့ပြီးတော့လုံဆော်ပေးတယ်ဥပမာ1989ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ဝိုးစကနယ်ကိုပဲကြည့်လိုက်ပါဝိုင်းယိုပီနယ်ကရေဒီယိုတယ်လီစကုပ်တစ်ခုကနေစက္ကန့်82စက္ကန့်ကြာတဲ့အကောင်းတဲ့ရေဒီယိုလိုင်းတစ်ခုကိုဖမ်းမိခဲ့တာပါ အဲ့ဒီလိုင်းကစာကီတေရီယံဒနုယာတီကျေစုစီကနေလာတာလို့ခံမရပါနဲ့ဒါပေမဲ့ဘသူကဘာကြောင့်ပို့လိုက်တာလဲဆိုတာကိုတော့ဘသူမှမသိကြဘူးစက္ကန့်82စက္ကန့်ပြီးတာနဲ့အဲ့ဒီလိုင်းဟာထာဝရပြောက်ွယ်သွားခဲ့တယ်အချို့ theory သမားတွေကဒါဟာတခြားဂျုံကတက်ရှိတွေကနေအကူအညီတောင်းတာဖြစ်နိုင်တယ်လို့တောင်းမှယုံကြည်ကြတယ်တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဗဟေဒီပဲနောက်တစ်ခုကတော့ပိရမစ်ကြီးတွေရဲ့လျှို့ဝှက်ချက်ပဲဒီပိရမစ်တွေဟာလွန်ခဲ့တဲ့နှစ်4500ကျော်ကတည်းကတည်ဆောက်ခဲ့တာ ောက်တုံးပေါင်း2တန်းလောက်တုံးတာနဲ့ပြီးတော့80တန်းအထိလေးတဲ့ကြောက်တုံးကြီးတွေကိုမိုင်း600လောက်ဝေးတဲ့နေရာကနေတဲလာတာဆိုအရာတွေမကားသေးဘူးပိရမစ်တွေဟာမြောက်အီးရဲ့ဆစ်ဆင်းနဲ့တိတိကျကျထိန်းထားနိုင်တယ်။အောက်ခြေကအလဲအလဲပိုင်းကတော့ကဘာကြီးရဲ့ကွင်းညွတ်မှုကိုအတိအကျလိုက်ပြီးတော့စောက်ထားတာပြီးတော့သူ့ရဲ့အတိုင်းတာတွေထဲမှာတနည်းရဲ့အရှိကိုပါကုတ်ထည့်ထားတယ်လို့လဲဆိုတယ်။အန်ဩစရာအကောင်းဆုံးကဘိန်းနဲ့တန်တယ်လို့ပစ္စည်းတွေမရှိဘဲဘလို့လို့ပြီးတိဆောက်နိုင်ခဲ့တယ်လဲဆိုတာပါပဲ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။